ဟောမတွေကတော့ပြောကြပါတယ်သူတို့ဘာအခုငလင်ဘေးတံရောနိုင်ငံရေးစီးပွားရေးနဲ့စီးရေးတွေကိုပါနေ့စဉ်နဲ့အမျှလုပ်နေရဖြစ်တဲ့အိတ်လေးမဝဖြစ်နေပါတယ်တဲ့အိတ်တော့မအေးရဘူးတဲ့မျက်နှာလေးတော့ကျသွားဆိုပြီးဘောမတွေကပြောထားတာကိုသိရပါတယ်ဘယ်အေးရမလဲဗျာဒီဗီဒီယိုလေးမှလိုပဲတကယ်ကြုံနေရပါကိုနဲ့မတမ်းမရအောင်တက်ထိုင်တဲ့အခါမှာအောက်မှာဆင်းနေအေးစစ်အိတ်လူရတာကိုမဆင်းမနဲ့အပေါ်မှာပဲကက်နေမှတော့လေလူလူမင်းအေးရွားမလဲမြင်အောင်ခိုင်းတယ် Yeah, yeah. Nakame online, am yaka koda ma Allah. <laughs> hey. ကအာနာသိမ့်လို့ထကြွကြကယူမဆိုင်အေးစေးမတိကျင်ရောက်ဆောင်ထားထားမှငမ်းမက်တာအာနာချွေတွေငွေတွေစာရမှာအုံးလုံးရှိလေလက်လက်ရှိတယ်လောပါတွေအာကြီးနဲ့အာနာလုပ်ပြီးစာမတက်တဲ့တော်သားနေထားရှိတယ်ကုလနဲ့ ICJ ပြောသွားလဲနားကြီးမလဲကယူမဆိုင်ငါအောက်မှာပေါ်မာတွေအများကြီးပဲငါချစ်ဆုံးကမယံငယ်လေးသက်သက်ခိုင်မာငါချစ်ဆုံးကပြည်သူတွေနဲ့လက်နက်ကြိုင်များကြောက်စိတ်ပြီးလို့လေးပဲရှစ်ကရဲမထွက်နိုင်သလား Oh, so oh, mother, me long ngale te te piare men te tai mya Ne me zo ne jo tiare a ka jabu A nao nai ngen rui a lo ngu le ngā ka ma mu Ngā pa cha ne ngā anā ro ta na ma biu Dao lu re sao bu A ko jen le ko ngā ma ta bu Eh, eh, eh Ровненная диаметра руки куда бы я И мы будем находиться здесь столько, сколько понадобится вам наша помощь. А сейчас я бы хотел познакомить с элементами лагеря. А вы хотите говорить об аутерозе Маркиса Саре Тейлере, а это не вам будет умереть. Это вы не будете умереть, а это вы не будете И сегодня у меня прибыло в вашу страну два самолета с гуманитарной помощью. ကောင်းပြတော့ဒီကောင်ဘာတိမှာလဲဘလို့အုံနောက်မျိုးနဲ့များလေစစ်ကူပို့လဲမသိဘူးကရိတ်ခါလေးပို့လဲမသိဘူးရွှေဘူပီတွေကဖြတ်တိုက်လိုက်တာ 我攞白話咧，你講句啊，呢時阿張我唔識，我連阿張邊度識都唔識，唔識路，唔識路，唔識邊度行咧。但係都啱得嘅，誒，你留意下邊度咧，標標標示圖咧，佢 square fee 當天咧，當當就係嘅。嗯，當天當當冇，而你留意下，誒 square fee 啊，當天當當係嘅。誒，我哋係嘅，當天當當冇，我哋係，我哋係萬一收標標示圖啦，標示圖啦，我哋萬一有偏偏嘅，哎 <noise> 嘛，你留意下邊度咧，留意下邊度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 ，留意 တော်လံမျိုးတွေအားလုံးပဲငလင်ပေးတယ်မှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးရမယ်ကျွန်တော်ရဲ့ Go Jet Revolution Channel လေးရဲ့ပြန်လည်ကြိုတင်ပါရစေဗီဒီယိုလေးတွေ reaction မလုပ်သွားပေမှာတော့ယနေ့ April 9ရက်နေ့တနင်္လာနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းအချို့ကိုအချင်းချင်းဖော်ပြပေးသွားဖြစ်တဲ့မျိုးတွေအားလုံးပဲသတင်းကောင်းတွေကိုနားဆင်အောင်မှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ရှုပေးဖို့ဒီနေ့ကနေပြီးတောင်းဆိုလိုက်ပါရစေသတင်းတစ်ပုဒ်အနေနဲ့ကတော့ညောင်ရွှေမြို့နယ်ကိုစစ်ကြောင်းထိုးမယ်လို့စစ်ကောင်စီတက်တဲ့ PNA ဤသူစစ်ဖွဲ့ကနေပြီးတော့ပြေကျော်ပြီးတဲ့အချိန်မှာတော့ထိုးစစ်ဆင်စတင်ခဲ့ပါတယ် ဒါမဲ့လေရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေဘူးကျွေးရပဲစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNA ပြည်သူစစ်တို့အထိနာပြီးပြန်လည်ဆုတ်ခွာသွားကြောင်းဒေသခံနဲ့တော်လှန်ရေးတပ်တွေကဖော်ပြထားပါတယ်။ရေဘူးကျွေးရရဲ့အရှိတ်ချမ်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် PNA ပြည်သူစစ်နဲ့တော်လှန်ရေးတပ်ဖွဲ့များတက်မှန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်နဲ့ PNA တပ်သား6ဦးတဲ့မနေ့ကြာဆုံးနိုင်ပြီးကြီးကြိုက်သူများလည်း၎င်းတို့ရဲ့မူလတပ်ဆွဲရာထီရီရွာကိုပြန်ဆုတ်သွားကြောင်းအသိပေးထားပါတယ်။ ိုက်ပွဲပြီးတော့လူနာတွေတင်သွားတာတွေ့လိုက်တယ်ပီအန်နိုတွေများကြီးသွားလိုက်ပြန်လိုက်လုံနေတာလနဲ့ချီနေပြီးပရိုတက်တိုက်တိုင်းလိုက်ခံရတာကြီးပဲဆိုပြီးတော့ခီရီးရွာနေသူတယောက်ကလည်းပြောထားပါတယ်ညောင်ရွှေမြို့နယ်ကိုစစ်ကောင်စီနဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးမယ်လို့ပီအန်နိုပီအန်ဒီပြည်သူစစ်ကအေပလ6ရက်နေ့ကတည်းကကြေညာခဲ့တာဖြစ်ပါတယ်ညောင်ရွှေမြို့နယ်မှာတော့ငလင်တန်ခန်းစားနေရတဲ့ဒေသခံတရားထက်မနေဒီဆုံးခဲ့ပြီးရှိတော်လဲ PND က၎င်းတို့ဆုံးရှုံးတော့နေမိများကိုပြည်သူများခက်ခဲနေကြမှာခွင့်ကောင်းယူပြီးထိုးစစ်စီရင်ပြင်ညာချင်းဖြစ်တယ်လို့လဲတော်လိုင်းအဖွဲ့တွေကဝေဖန်ပြောဆိုထားကြပါတယ်။နောက်ထပ်တဲ့ရင်မှာတော့လက်ရှိချိန်မှာ ကယ်ဆယ်ရေးတွေအားလုံးကိုရန်နာပြီးတဲ့အချိန်မှာတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ကစကိုင်းမြို့ကိုလာရောက်ခဲ့ပါတယ်။စကိုင်းမြို့ကိုလာရောက်စီမှာလဲလုံချုံကြီးရင်နှန်းနဲ့နောက်မှာချုပ်ကားတစီလူတစီပါလာပြီးလူငယ်တချို့ကိုလဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အလင်းပေးတဲ့အသင်းနဲ့စကိုင်းမြို့ကိုအာနာသင်းစစ်ကောင်းဟောင်အေပယ်လာ ကောက်ရနေကလာရောက်စင်မှာလုံချုံကြီးရင်နှန်းပြင်းအချုပ်ကားအလူတစည်းပါလိုက်ပါလာပြီးလူငယ်ချုပ်ကိုဖမ်းဆီးသွားကြောင်းဒေသခံတွေပြောထားပါတယ်။အနာသိစေကောင်းသောမင်းအောင်လိုင်းဟာအေပက်ခုနှစ်ရက်နေ့မန္တလေးနဲ့သခိုင်းကိုနှိမ့်ချင်းပြန်သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။နလင်ပိုချင်းနဲ့အနီးဆုံးသခိုင်းမြို့ကိုမန္တလေးမြို့မှာတဆင်အေပက်6ရက်နေ့ချင်းပိုင်းမှာရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။တမသုံးသူတွေကကောင်းလေးအကုန်လုံချုံကြီးယူတဲ့ဦးစန်းနာကအချုပ်ကားခါလီအလူတစည်းပါလာတယ်ဗျ။ကဲစေးလုံနေတဲ့ထဲကသခိုင်းတိုင်းကလူငယ်တချို့ဖမ်းသွားတယ်လို့ကြားတယ်လို့လည်းသခိုင်းမြို့ကတူကပြောပါတယ်။ လေးတချို့ဖမ်းခံရတဲ့ PDF လို့ဆူဆွေးပြီးဖမ်းတာလားစစ်သားဆူဆောင်းတာလားတော့မသိပါဘူးလူငယ်တချို့ဖမ်းစည်းခံရတာမှန်တယ်စိတ်ထင်ရတွေလုပ်နေတာဒီကောင်တွေရုပ်မှောင်မှုကိုစကားနဲ့တော့မပြောမပြတ်တဲ့ဘူးလို့စကိုင်းမြို့ကန်တအူးကလည်းပြောထားပါတယ်စစ်ကောင်စီကအလင်းဘေးတင်တဲ့ဒေသများမှာရှိတဲ့ရက်ဖက်လူမှုကူညီရေးဖွဲ့စည်းများကိုပေးဖို့ကူညီမှုများကိုကန့်သတ်နေပြီးတော်လန်ကြီးကအကောင်းဆုံးဖြစ်သည့်စကိုင်းတိုင်းကိုပြန်တီထားများထက်ပိုမိုဖိနှိပ်ကန့်သတ်ထားကြောင်းလည်းသိရှိရပါတယ်နောက်တစ်သတင်းမှာတော့အကွေးတိုင်းစလင်းမြို့နယ်မှာအင်အားရှစ်ဆယ်ခန့်နဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့ အညောင်တအားခွဲယုံကိုဝင်ရောက်တိုက်ခိုက်ရမှာတော့စစ်တပ်ကရရှိ2ယောက်နဲ့စစ်သား30ကျော်ဆုံးခဲ့တယ်လို့ဗမာတပ်တော်ကနေပြီးတော့ထုတ်ပြန်ကြေညာထားပါတယ်။ဗမာတပ်တော်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ မဆာ31ရက်မနက်စောပိုင်းအချိန်မှာအကြံပတ်စစ်တရဲ့လီဒတ်တွင်လေရင်ဘုံသီးတွေထုတ်လုပ်တဲ့ကပ္ပစာ21ဒီကြောင်းကာကွယ်ရေးတွေထုတ်လုပ်တဲ့ကပ္ပစာ20နဲ့ကပ္ပစာ25တို့ကိုစစ်ရုံလေပတ်နိုင်ရေးဒီကတအားပေးနေတဲ့စလင်းမြွန်းနဲ့တညောင်တအားခွဲယုံရှိအထိုင်ချတဆက်ထားတဲ့အကြံပတ်စသားတွေကိုလက်နက်ကြီးလက်နက်ငယ်ဒရုန်းတွေနဲ့အလေးအငိုက်ချိန်မုံတိုက်ခိုက်ရမှာတော့၄နိုင်ကျော်ကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အပြန်အလှန်ပစ်ခတ်တိုက်ပွဲ၄နိုင်ကျော်တွင်စစ်ကောင်စီတပ်ကတအားခွဲယုံယုံမှု ရရှိနှစ်ယောက်နဲ့အချမ်းဘတ်စစ်သား30ရောသေဆုံးပြီးအများပြပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အားအဝေးုံအတွင်း Transformer အလုံး80ခန်းပျက်စီးပြီးကပ္ပါစာ20နှစ်တည်25နဲ့လဆက9တို့ AS တအားလုံးဝပြတ်တော့ကစစ်စင်ရေးထုတ်လို့ရလုပ်ငန်းတွေလည်းလုံးဝရပ်တက်သွားတယ်လို့အမတ်တက်တော်ကနေပြီးတော့ထုတ်ပြန်ခဲ့ပါတယ်။သတင်းတွေမှာတော့မင်းအောင်နိုင်အနေနဲ့ပြည်ပေါ်မှာရှိတဲ့တက်အင်အားကိုဖြည့်တင်းရတဲ့တက်အင်အားကိုဒိတ်ခါတွေပို့လိုက်တဲ့ကားတွေကိုပြည်ပေါ်ခိုင်ကော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်ပြီးတော့ရာအလုံးကိုပြီးသွားတာဖြစ်ကြောင်းလည်း ုပ်ပြန်ထားတာတွေ့ရှိရပါတယ်။ကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမတတိုက်ကတော့တော်တော်လေးကိုမှပေါင်ကျွမ်းနေတာကိုလည်းတွေ့ရပါတယ်။ဘလို့အုံနောက်မျိုးနဲ့များလေ။စစ်ကူပို့လည်းမသိဘူးလား။ရိတ်ခါလေးပို့လည်းမသိဘူး။ရွှေဘူပီဒီရက်တွေဖြတ်တိုက်လိုက်တာ။ကုံလုံးပါသွားတယ်။ကျွန်တော်အစောကြီးတည်းကဒီလမ်းကျောကိုပြောနေတယ်နော်။ဒီလမ်းကျောကစစ်ကြောင်းမထိုးလို့မရတော့ဘူး။အဲ့တော့လမ်းကျောရဲ့ဘဲညာနှစ်ဖက်လုံးကိုထိုးရမှာ။ ်နေ့စုံအင်အား2000လို့တယ်အဲ့နေရာကိုထိုးဖို့ဆိုရင်ဒါအင်အား2000နဲ့ဘယ်ညာထိုးမှရမယ်အဲ့လိုလဲမထိုးဘဲနဲ့ကျွန်တော်တို့စစ်တပ်ကနေပြီးတော့လေရိတ်ခါပို့ပေးလိုက်တယ်အရိတ်ခါပို့တဲ့ကားကို PDF တွေဝိုင်းပြီးတော့တိုက်ထည့်လိုက်တာလုံးဝလုံးဝစစ်တီအင်အားအယောက်20ကျော်လောက်ကျသွားတယ်ကဲအားလုံးပဲဒါလေးကတော့တဲ့ဦးစိုးကြီးပြောင်းကြီးတော့ပေါက်ကွဲနေဖြစ်ပါတယ်ပေါက်ကွဲရင်လည်းပေါက်ကွဲခြင်းစရာလေးဖြား ရိတ်ခါပို့လိုက်တဲ့ကားကိုအကုန်လုံးယူပြီးရိတ်ခါတော့မဟုတ်ဘူးပြင်းတယ်သူတို့ရဲ့လူတွေကိုပါကြိတ်သွားတာဆိုလဲပောက်ကွဲတာတော့စူးစမ်းတော့မဟုတ်ပါဘူးရိတ်ခါတွေလဲစံအိတ်ပေါင်းမရှိဘူးဆိုအနိုင်ဆုံးပေါ့နော်စံအိတ်200 300လောက်ရှိတယ်အိတ်200 300ကားပါမှာအေးပေါ့အဲ့လောက်လို့ရှိတယ်နော်အိတ်200 300ဂျမ်ပါတွေရောဟင်းပစ္စည်းပစ္စည်းရတယ်အကုန်အကုန်အကုန်ပီဒီအက်တော့ပါသွားတယ်တိုက်တန်းရှုံး ်ဟုတ်ကြာခင်ဗျားတို့လည်းခင်ဗျားတို့ပြောလဲကျွန်တော်တို့ကလည်းပြောမှဆိုရင်မဝင်မခံလို့မရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်နော်ဟုတ်ပြီပါလေအမ်ပြေတဲ့နော်တချောင်းငတိုင်းချောင်းကြုံပြောဒနုဗျူတချောင်းမှာတဲ့တခုခုပေါက်ရင်းနဲ့ KNU နဲ့ AA ချိတ်လို့ရသွားပြီဟုတ်တယ်ဗျာအဲ့ဒါသိမှန်တယ် KNU နဲ့ AA ချိတ်မိသွားရင်ပြဿနာအရန်ကြီးပါတယ်နော်ညီကိုမယားကျွန်တော်တို့ရဲ့ကြီးကဲများ စိတ်ကလည်းအရန်တုံနေပြီအဲ့တော့ယနေ့လက်ရှိပေါ့နော်အားရစရာတွေတော့ကျွန်တော်ပြောချင်တာနော်ဝတိကံအမှတ်နှစ်ရဲရဲတင်တန်းအကြောင်းရှိတဲ့နေရာမှာတဲ့ PDF တွေစိတ်ဝင်နေတယ်တဲ့ရဲတွေကတော့ဘီယာဆိုင်ထိုင်နေတာပဲတွေ့ရတယ်တိတ်မှန်နေတိတ်မှန်နေအဲ့ဒီအဲ့ဒီတကောင်သားများလည်းလေတကောင်သားများလည်းဆာရဖာကြည့်တယ်တော့အလုတ်လုတ်တလားဆိုဆာရဖာအလုတ်မလုတ် အဲရင်းမှုတွေနော်ဒါဆကအကြီးကြီးတွေတော်တော်များများအလုတ်လုတ်သွားဆိုတဲ့ခါကြတော့လေအလုတ်မလုတ်အားလုံးကစနေမေးပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်စစ်ထုံစစ်ထိုင်းဖြစ်နေနော်စစ်ထုံစစ်ထိုင်းဖြစ်နေတက်ကြွမှုမရှိဘူးသူမြောင်လိုက်လုတ်လုတ်လာဆိုတော့တော်တော်တကြွသူသူကနိုင်ငံကြီးတော့မစိုးဘူးတာဒီလားဟွန်းနိုင်ငံကြီးစီးပွားရေးအမြင်ရှိပြီစည်ရေးအမြင်သာမရှိတာကြံတော့အကုန် ကဲပြောင်ကြီးကသူ့ဘာကိုနိုင်ငံကြီးမြင်ရှိရတဲ့နိုင်ငံကြီးမြင်ရှိလို့ပဲနိုင်ငံကဟိုအောက်ဆုံးကိုရောက်နေပြီနော်ဘာအစင်းရဲဆုံးဆိုမှလဲအစင်သုံးအောင်ပြေးချိန်နေတဲ့အနေထားဖြစ်ပြီးတော့နောက်ကျရင်အစင်တစ်ကိုရောက်တော့မယ့်အနေထားဖြစ်သွားပြီနော်ကဲဒါမှလည်းဘောမတိုက်ကတော့သူ့ရဲ့အဖကိုနိုင်ငံကြီးမြင်ရှိတယ်လို့ပြောနေရဆိုရတဲ့ဒီကောင်လေးရဲ့ခေါင်းကလာစဉ်းစားကြည့်တော့ပေါ့တေးအမြင်လားမရှိတာကျွန်တော်တော့အကုန်ကောင်းတယ်မစိုးပါဘူးသူနိုင်ငံကြီးစီဝိုင်းနော်ဟိုနိုင်ငံကြီးအမြင်မစိုးဘူးသူမင်းအောင်လားစီဝိုင်းအမြင်မစိုးဘူးဒါပေမဲ့တော့ဘယ်နေရာမှာအမြင်နေမှာအားနေတယ်လဲဆိုတဲ့ခါကြတော့ စီရေးအမြင်ပါအာနေတယ်ဘုမရအောင်လားစီရေးစီရေးမကျွမ်းကျင်နော်စီရေးမကျွမ်းကျင်ဘူး hard power soft power ဝိုင်းဆိုင်ရမှာကောင်းကောင်းမကျွမ်းကျင်ဘူးမဆောင်ရက်တက်ဘူးအဲ့ဒါကြောင့်မလို့သူကျွမ်းကျင်ရစီးပွားရေးနဲ့သူကျွမ်းကျင်ရနိုင်ငံရေးပဲသူရလိမ့်မယ်။ဒါတော့ပါတော့လည်းပဲသူမကျွမ်းကျင်တဲ့ဘက်မှာကြာရှုံးတော့။ဒါကျွန်တော်တို့သူ့ရဲ့ကျန်းဘယ်လိုခေါ်မလဲပြ။ပြောရလဲတော်တော်လေးခက်ပါပဲ။သူ့ရဲ့မကျွမ်းကျင်မှုတွေကြောင့်အခုလိုမျိုးပေါ့နော်။အဲကျွန်တော်တို့ပပောင်းလာနေပြီးတော့အခုမကြခင်ကြက်တဲကြီးကြီးမှမှဖြစ်လာနိုင်တယ်နော်။ စ်တီတွေအကုန်လုံးကလည်းစတော့ကျွန်တော်ပြောစစ်ထုံထုံတယ်ပေါ့စစ်ထုံထုံတယ်သိလားဘာမှလှုပ်ချင်ကြင်ချင်စိတ်မရှိတဲ့ဟိုဘလော့ခေါ်မစအကြီးကြီးတွေတော်တော်များနေတယ်စစ်မတိုက်ချင်တဲ့စစ်ထုံထုံတဲ့သူတွေတော်တော်များနေသူတို့ကမေးလိုက်တဲ့ခါကျတော့ငါတို့ကယာတုမတက်တော့ဘူးเนาะဘာမှလည်းဖြစ်မလာတော့အဲ့တော့ဖြစ်ချင်တာဖြစ်တော့ကွာဆိုတဲ့ပုံစံမျိုးတွေအထိစဉ်းစားနေတယ်အရာရှိတယ်ရှိတယ်အဲ့တော့ရတဲ့လောက်ရတဲ့နေရာမှာငါရတဲ့လောက်ခိုးမယ်ငါเนาะ ကြီးပွားအောင်ဘယ်လိုလုပ်မလဲဆိုတော့ဝေရဖို့လောက်ပဲစီးပွားရေးသမားတွေအများများနေတယ်။ကိုမောင်နဲ့ဌာနချုပ်တွေကဘာဖြစ်လို့မရှင်းလင်းတာလဲကိုမောင်။အဲ့ဒါတော့ဦးမင်းအွန်လိုင်းကိုယ်တိုင်ပဲသိတော့။အဲ့ဒါ Cloud the chat နဲ့ရုံပဲဆိုတော့အာအဲ့ဒီ Cloud ကလည်းမမဖြစ်နိုင်ပါဘူး။နော်။ဟုတ်ပြီအကိုရေးတဲ့လာချိုးပြန်သိမ်းပြီးနောင်ချိုးနော်ပြန်သိမ်းပြီးဟုတ်လား။ လောက်ကင်ပြန်သိမ်းပေးပါလေမြန်မာလူမျိုးတွေစစ်တဲဝင်တိုက်ရမယ်အချိန်ရောက်ပြီတဲ့မြန်မာမှန်စစ်တဲဝင်သိမ်းပြီနော်အဲ့တော့ဒါဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ live တွေမှာပြောခဲ့ရနော်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအခုရိမ့်ငွေအများကြီးဖြစ်လာပြီနော်ကျွန်တော်ပြောခဲ့တယ်မလား live show ဟာတိုက်စရာမလိုပဲနဲ့ပြန်ရသွားနိုင်တယ်မကောင်းတက်လို့ညှိနှိုင်းပြီးတော့နော်တိုက်စရာမလိုတာမဟုတ်ဘူးကတိုက်လို့မနိုင်တာတိုက်လို့မနိုင်လို့ရုပ်ကိုတော့ပြီးတော့ဒီမြဟာရီအကုန်လုံးထိုးပေးနေရပြီးတော့ပြန်လဲလေလုပ်နေရနေထားတခုမှာပဲတိုက်စရာမလိုပဲတိမ့်ပိုက်နေတော့ community တွေ ုံးမတစ်သိက်ကလည်းရှိသေးတယ်လုံနေတာပဲရှိတယ်လာရှုကချိန်တိုင်ပြန်ရလာမယ်တိုက်စရာတော့မလိုဘူးလက်ဝါးချင်းလည်းရိုက်ထားပြီးသွားပြီ PDF မျက်နှာကြည့်ရတာတကြောင်တရုပ်မျက်နှာကြည့်ရတာတကြောင်နော်ကုန်းတုံးနေအသုံးပြီးသွားတဲ့ခါကျတော့ကုန်းတုံးနေမျက်နှာကြည့်ရတာတကြောင်ကြောင်နည်းကြန့်ကြာနေတာပဲရှိတယ်ချိန်တန်တော့နောက်ဆုံးအခုဆိုရင်လာရှုမှာ MNDAA နောက်ရှုနောက်ဆုတ်လာပြီဆိုတော့ရိတ်ရောင်နဲ့ကျွန်တော်တွေ့နေရပြီနော်ကဲတော်လန်မျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ကြရတာကတော့ရွှေဘုံမှာတော်လန်ရင်တက်တီးကနေပြီးအလုံနဲ့တက်တီးပြသွားတဲ့ကိစ္စကိုဘုံမှာတစ်စိုက်ပေါက်ွက်နေဖြစ်ပါတယ် ုံကတွေကတော့စစ်ကနိုင်ချင်းဘွားကလည်းကုန်းကျင်နဲ့သူတို့တွေကတော့ဟုတ်တော့ဟုတ်နေကြပြီပေါ့ဗျာနောက်တစ်သတင်းတို့မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမြို့ကနေစုခွာရတော့မဲ့ MNDA ဥက္ကန့်တရဲ့အုပ်ချုပ်ရေးအောက်မှာဝင်ရောက်တမ်းဝင်ထမ်းဆောင်နေခဲ့တဲ့သူများစုကဥက္ကန့်စုခွာသွားမဲ့နောက်ကိုပြန်မလိုက်ကြတော့ဘူးလို့သိရပါတယ်ရုံနိုင်ငံရဲ့ဂျောင်းဝင်ညှိနှိုင်းမှုကြောင့်လာရှုကနေ MNDA ကိုနန်းတက်တွေဟာအေပက်နှစ်နှစ်မှာနောက်ဆုံးထားပြီးစုခွာပေးရတော့မှာပါ အဲ့ဒီလိုဆုတ်ခါသွားရမယ်ကိုကန်တရဲ့နောက်ကိုသူအုတ်ချုပ်စင်ကဝင်ရောက်တောင်းဝင်ထမ်းဆောင်ခဲ့ကြသူအများစုကမလိုက်တော့ဘူးဆုံးဖြတ်ကတခြားတော်လိုင်းအင်အားစုနေမြေတွေဘက်ကိုသွားကြမဲ့သူကပုံများတယ်လို့လဲကိုကန်တအောက်ကတောင်းဝင်ထမ်းဆောင်ခဲ့သူတယောက်ကပြောပါတယ်ကိုကန်တတွေကလာရှုမြို့ပေါ်ရက်ကွက်ကြီး၁၂ရက်ကွက်ကနေဆုတ်ခွာရမှာဖြစ်ပြီးမြို့နယ်၃မိုင်ကွာမှာဆက်လက်တဆွဲထားမှာတော့ဖြစ်ပါတယ်လာရှုမြို့ကိုတရုတ်နိုင်ငံကအောက်စစ်ဝင်ရုံကြားခံထားရှိပြီးကိုကန်နဲ့စကားစာအုတ်ချုပ်ရေးညီနိုင်အုတ်ချုပ်မှာဖြစ်ကား သက္ကဆတပ်ဖွဲ့တွေကတည့်ရက်ကူ25ရောင်နှုန်းနဲ့ထားရှိမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ online ရဲဘော်တွေညာနဲ့ချီတဲ့အတွက်ပြေးဆက်ပြီးတိုက်ယူခဲ့ရတဲ့နေမျိုးကိုအခုလိုပြန်ပေးတဲ့အကြောင်း MND ကိုကန်တက်ပေါ်ပုံကြီးမရှိတော့ဘူးလို့တာဝန်ကနေနှုတ်ထွက်ပေါ်မယ်။ကိုကန်တက်အောင်မှာတာဝန်ထမ်းဆောင်နေသူဒါရှုမျိုးကန်တွေကပြောပါတယ်။ကျွန်တော်တို့အနေနဲ့ MND ကိုယုံကြည်ပြီးတော့သူတို့ပေါ်မှာကျွန်တော်တို့တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။အခုတော့ကျွန်တော်တို့ယုံကြည်မှုတွေမရှိတော့ပါဘူး။ကျွန်တော်တို့ရဲ့လူငယ်တွေရဲ့သက်ပေါင်းများစွာကိုပြေးဆက်ပြီးတော့တိုက်ပွဲတွေဝင်ခဲ့တဲ့ချိန်မှာ ရရှိခဲ့တဲ့လာရှုမျိုးကိုဒီလိုလူလက်ကူပြန်ပြီးလိုက်တာကျွန်တော်တို့အတွက်အရန်ကိုမှနာကျင်ခံစားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေသူတို့အတွက်ဆက်လက်လှုပ်လို့မှမဟုတ်ပဲလက်ရှိမှာတော့ကျွန်တော်တို့အားလုံးချားတုံလိုင်းနေမျိုးတွေကိုသွားရောက်ပြီးတော့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်လို့လည်းဒေသခံပြည်သူတွေဖြစ်တဲ့ဝန်ထမ်းတွေကနေပြောထားတာကိုသိရပါတယ်။ဒါကတော့တကယ်ကိုမှဒီမကောင်းစရာနဲ့ပြောသွားတဲ့နေသားတွေဖြစ်ပါတယ်။ပြည်သူတွေရဲ့ယုံကြည်မှုကိုရဖို့အတွက်အများကြီးစူးစမ်းခဲ့ကြပြီမဲ့ယုံကြည်မှုတွေပြတ်သွားဖို့ကတော့လွယ်ကူတာဖြစ်တဲ့အတွက် MND အနေနဲ့ထပ်မံပြီးတော့ စစ်ကောင်စီနဲ့တာပူးပေါင်းနေပြီးတော့စက်အုပ်ချုပ်နေမယ်ဆိုရင်တော့ဒါဟာပြည်သူတွေရဲ့ရင်ပတ်ထက်ကကြောက်ကြွယ်သွားမယ် MMDA ဆိုပြီးတော့ဖြစ်လာတော့မှာတော့ဒေဂျာတစ်ခုပါပဲအဲအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မယ်လို့မင်းရောက်နိုင်ငံနေပြီးထုတ်ပြန်ပြီးမှဘောမပေါင်းလည်းရွေးကောက်ပွဲဟာမင်းရောက်လိုင်းရဲ့တကယ်ကိုပဲနိုင်ငံတိုးတက်အောင်လုပ်တဲ့အရာဖြစ်တဲ့ပုံစံမျိုးပြောနေတာကိုတွေ့ရပါတယ်အဲအားလုံးပဲဘောမပေါင်းဘာတွေပြောလဲဆိုတော့ကြည့်ကြည့်ပါအောင်ဗျာ ဘင်းစတက်မှာလည်းသူအာမခံခဲ့တယ်ရွေးကောက်ပွဲကပြည့်စရာအကြောင်းကိုမရှိဘူးငလင်းအကြောင်းပြည့်တယ်ဆိုမရှိဘူးဆက်လို့ရအောင်လို့သူပြောထားတယ်ဒါသူအာမခံတယ်အဲ့လွတ်တော်ကြီးလိုမျိုးဆိုလေပြိုပြက်ပျက်စီးသွားတယ်အခု square feet 3သိန်းနဲ့3000ကျော်ရှိတယ်3သိန်း3000ပေါ့ဒီလွတ်တော်ရဲ့ square feet က3သိန်း3000ရှိတယ်အဲ့လောက်ထိရှိတယ်3သိန်း3000ပေါ့အဲ့လောက်ထိအဲ့လောက်ရှိတဲ့ပမာဏကြီးအစောကြီးပြိုပြက်သွားတာပျက်စီးသွားတာအဲ့ဒါအများကြီးကိုပြန်ပြင်ရမယ်အဲ့မှာလွတ်တော်ထဲမှာဆိုရင်ဒါတော်သေးတာပေါ့လွတ်တော်ကိုယ်စားလေလွတ်တော်တက်မနေလို့လွတ်တော်တက်နေတဲ့ကာလကဆိုလွတ်တော်ကိုယ်စားလေပြားနေပါမယ်ပြားနေပါဆိုတော့ဆိုတော့အဲမြေကြီးကတော့မင်းအောင်လိုင်းငလင်း ။အဲမြေကြီးကတော့မင်းအောင်လိုင်းကိုဘေးကောက်ဝဲလုပ်ပြီးလွတ်တော်တက်မယ်ဆိုတော့သိနေလို့သူ့တော်ယူတော့ဖြိုဖြတ်ပြေးပြီးပါပြီနော်။ကျန်တာကတော့ဒီသူတွေဆက်လုပ်ရမယ့်အရာဖြစ်သွားပြီ။ဟုတ်အခုအဲ့မှာလွတ်တော်ဝန်ထမ်းတွေရှိတယ်ဝန်ထမ်းတွေတိကျတန်ရရှိတာရှိတယ်ကျွန်တော်တို့စိတ်မကောင်းပါဘူး။ဒီမှာပြတော့အဲ့အဲ့ဒါကြီးကိုပြန်ပြင်ရအောင်မယ်။တို့တွေရဝန်ထမ်းအင်အားတွေကဆိုပြန်ပြင်ရအောင်မယ်။ဒီလွတ်တော်ပြောရင်ကျန်တဲ့အဲ့မှာပြည်ကြားရေးတို့နော်အလုံသမားတို့စီးပွားကူးသန်းတို့အာကပ်စီမံဘဏ္ဍာဘဏ္ဍာအခွန်ဘာခွန်ညာအဲ့စသဖြင့်ပေါ့ဗျာတော်အဲ့လို့ဟိုစသဖြင့်ဝင်ကြီးဌာနနိုင်ငံသားကြီးစသဖြင့်ဝင်ကြီးဌာနပေါင်းများစွာ ကျွန်တော် data တခုခံမှန်း data ပေါ့နော်ခံမှန်း data တခုထွက်လာတယ်အဲ့ဒါပါလဲဆိုတော့နေပြည်တော်မှာရှိတဲ့အစိုးရဌာနဆိုင်ရာအဆောက်အအုံပေါင်းအလုံး1000ကျော်ရှိတယ်อืมနေပြည်တော်မှာအစိုးရဌာနဆိုင်ရာအလုံး1000ကျော်ရှိတယ်အစိုးရဌာနဆိုင်ရာအဆောက်အအုံပေါင်းအလုံး1000ကျော်ရှိတယ်အလုံး1000ကျော်လုံးယာနုံးပြည်ပြန်နေလို့ရတဲ့အဆောက်အအုံတစ်လုံးမှမရှိတော့ဘူးอืมတစိတ်တပိုင်းနေလို့ရတယ်တစ်ချမ်းနေလို့ရတယ်သိမလားဆောက်ဝတ်တစ်ချမ်းပြိုကျသွားတာမျိုးလို့နည်းနည်းပဲနေလို့ရတော့တာမျိုးလို့ဆိုတော့မူလအခြေအနေကိုမှန်တိုင်းပြန်ဖြစ်ပြန်ရတဲ့အဆောက်အအုံတစ်လုံးမှမရှိဘူးအဲ့တော့ ပြောရင်တော့တခြားပြိုရတာတို့ဘေးပြိုရတော့ကိုကွဲပြဲကုန်တာဆာဦးဒီအက်ကွဲကုန်တာတို့လူနေတိုင်းမသိတော့တော့တာတို့အဲ့လိုမျိုးဟာအလုံးနှစ်ထောင်ကျော်လုံးမှာအကုန်လုံး error ရေးကြီးပဲဖြစ်ကုန်တာဆိုတော့အစောဌာနဆိုင်အစောအလုံးနှစ်ထောင်ကျော် error ဖြစ်ကုန်တယ် okay အဲ့ထက်မှာပဲခင်ဗျတေကွဲလုံးဆုံးမသွားတယ်ဒီအများကြီးရှိသွားတယ်ဥပမာအလုံးမှာအတွင်းဆိုကွဲလုံးဆုံးမသွားတာရှာတယ်လို့စသူ့ရဲ့ဒီအတွင်းရုံးကန်းထဲမှာသူကွဲလုံးဆုံးမသွားတယ်စဉ်းစားကြည့်ရုံးကန်းထဲမှာတော့ကွဲလုံးဆုံးမသွားတဲ့အထိအဲ့နေရာဘယ်လောက်ပျက်စီးသွားလဲခင်ဗျစဉ်းစားကြည့်နော်ပြန်ကြားရေးဆိုလဲခင်ဗျကြံပြန်ကြားရေးမှာဝန်ထမ်းတွေတနာပါတယ်ထိတာအများကြီးပဲ ဆိုတော့ကျွန်တော်တို့ကမီဒီယာဆိုတော့မီဒီယာမီဒီယာချင်းစာနာထောင်ကိုပို့ပြီးရောမျိုးလုံးတွေမှာတန့်ပေါ်တာပေါ့ဗျာ။နော်ကျွန်တဲ့ဌာနလေးလည်းတကယ်တနာပါတယ်။ဒါနမူနာပေးတဲ့အနေနဲ့ကျွန်တော်ပြန်ကြားရေးပဲတဲတဲပြောတော့ကျွန်တဲ့ဌာနလေးလည်းတော်တော်ထိတယ်။တော်တော်ထိတယ်။ဆိုတော့ဝင်းကြီးဌာနတွေအကုန်လုံးမှာခုနဌာနဆိုင်ရာအဆောက်အဦပေါင်း2000ကျော်။အကောင့်တိုင်းမရဘူးလေမရတော့ဘူးလေပျက်စီးကုန်ပြီ။ဟုတ်လို့ Okay တခါဘာတက်ပြောလို့ဆိုဝန်ထမ်းအိမ်ယာကျွန်တော်သိရတာဝန်ထမ်းအိမ်ယာအလုံး100ကျော်ရှိတယ်။အဲအလုံး100ကျော်မနေပေါ့နော်100လောက်ရှိတယ်လို့ကြားတယ်။ဝန်ထမ်းအိမ်ယာဝန်ထမ်းအိမ်ယာအလုံးလေးတွေပေါ့နော်။တိုက်တိုက် ဓာတ်တစ်လုံးအတွဲလိုက်ပေါ့နော်လေးလုံးလေးလုံးတစ်တွဲလေးလုံးတစ်တွဲအဲ့လိုအတွဲမျိုးကြီးအဲ့ဒါမျိုးပြောတာနော်တိုက်တစ်လုံးမဟုတ်ဘူးကွာတိုက်တစ်လုံးတစ်လုံးပြီးတော့ကတ်တွဲကတ်တွဲကတ်တွဲတိုက်လေးလုံးတွဲလေးလုံးတွဲလေးလုံးတွဲတိုက်ကြီးအဲ့ဒါပဲအဲ့ကြောင့်ဓာတ်တစ်လုံးတစ်လုံးတစ်လုံးနဲ့အဲ့လိုအလုံးကအလုံး800ထဲမနည်းရှိတယ်တဲ့ဝန်ထမ်းအရာဝန်ထမ်းအရာအလုံး800ထဲမနည်းလောက်ရှိတဲ့ဟာတွေအကုန်လုံးကလည်းနေလို့မရတော့ဘူးအောက်ပိုင်းနေပိုင်းဖောက်သွားတာဆိုတော့လူအပေါ်တက်နေလို့မရတော့အဲ့ဒါအစအသုံးပြန်ဖြူပြန်ဆောက်မှာပုံကြီးဖြစ်နေအခုအဲ့ဒါတွေအကုန်လုံးကဝန်ထမ်းတွေအကုန်လုံးကဘာဖြစ်လဲဆိုတော့အဲ့ဒီဝန်ကြီးဌာနရဲ့ ဘေးမှာရှိတဲ့တက်တော်လေးတွေထဲမှာခဏဖြင်းရှင်းပြီးတော့အဲ့ဒီမှာတဲလေးတွေထိုးပြီးတော့ယာယီဝင်နေရတယ်အဲ့လိုနေရတဲ့ဘဝကိုလို့ဆိုတော့ကျွန်တော်တို့အားလုံးကဒီမန္တလေးစကိုင်းကြောင်းပြောနေကြပြီမြေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေရေဘဝလေသနာဖို့ကောင်းပါတယ်အောက်ချက်